ဓိကတော့အချက်နှစ်ချက်ပါပဲအဲဒီမလေးရှားဝန်ကြီးချုပ်ကမနေ့ကမေးအွန်လိုင်းနဲ့တွေ့တဲ့အခါမှာအဲလည်းပြောတဲ့ဟာပဲပေါ့နော်အဲအထူးသဖြင့်တော့ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေထိထိရောက်ရောက်ပေးဖို့လို့ကိစ္စတွေဆွေးနွေးကြတာပါဆိုတော့ကျမတို့ ਨੇ တွေ့တဲ့အခါမှာလည်းအဲဒီအတိုင်းပဲပေါ့နော်ခုနမလေးရှားအနေနဲ့ရော အာဆီယံချဲအနေနဲ့ရောပေါ့လေအခုမြန်မာပြည်သူလူထုတွေကြုံတွေ့ခံစားနေရတဲ့အဲဒီတဘာဝဘေးစစ်ဘေးခြေနေတွေနဲ့ပတ်သက်လို့ပေါ့နော်အမ်အဝန်ထဲကြောင့်အရင်ပြောတယ်ပြီးတော့ဟိုမြန်မာပြည်သူလူထုကိုကူညီခြင်းနဲ့ဆိုတဲ့အကြောင်းပြောတယ်ပြီးတဲ့ခါကျတော့အခုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုဘယ်လိုမျိုးထိထိရောက်ရောက်ပေးနိုင်မလဲပေါ့နော်ဆိုတဲ့ကိစ္စမျိုးတွေကိုကျမတို့စပြီးတော့ အဆွေးနွေးကြတာဖြစ်ပါတယ်။အရန်ကြီးနိုင်ငံရေးဆန်တဲ့ကိစ္စမျိုးတွေကိုတော့ကျွန်မအတွေ့အကြုံရပါတော့ဟိုအရင်အဲ special wine တို့ဘာလို့ ਨੇ တွေ့တယ်လို့မျိုးတော့အခုဝန်ကြီးချုပ်နှစ်ဦးရဲ့တွေ့ဆုံမှုမှာအဲအရန်ကြီးနိုင်ငံရေးအရာအာဒီ dialogue တို့ဘာလို့ကိစ္စမျိုးဦးတော်မှတိတ်ပြီးတော့မပြောတာကိုတွေ့ရတယ်မပြောဘူးပေါ့နော်ခုနလူသားချင်းစာနာထော်တော်မှုဆိုင်ရာအကူအညီ ပေးဖို့လို့ကိုအဓိကပြောတယ်ပြီးတော့မှအဲ့ဒီအကူအညီပေးရင်းနဲ့မှပေါ့နော်ခုနကကျမတို့အာဒီ de-escalation ကိုခုနတွဲပြီးတော့ပြောသွားတဲ့ဟာမျိုးရှိပါတယ်အဲဒီဒီ de-escalation of violence ပေါ့နော်ဒါ5 point မှာလည်းပါတယ်ဆိုတော့အဲ့ဒီကိစ္စကိုတွဲပြီးတော့ပြောသွားတာတော့ရှိတယ်အဲ့တော့ကျမတို့ကတော့ဘာပြန်ပြောလဲဆိုတော့ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကထိရောက်ဖို့ဆိုလို့ရှိရင်ခုနက အဲစစ်ကောင်စီကျွန်တော်တို့ကြေညာချက်လဲ joint statement လဲထုတ်ထားတာလဲရှိတယ်ပေါ့နော်တိတ်မကြသေးခင်ရက်ကပဲလीဆိုတော့အဲ့ဒီအပေါ်မှာအခြေခံပြီးတော့အဝန်ကြီးချုပ်ကြီးကတချို့ချက်တွေကိုပြောပါတယ်အဲလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိုအဲတစ်ဖက်သက်သွားနေလို့မရဘူးဒါကျွန်တော်တို့ဘက်ကဟို non sec control area ပေါ့နော်စစ်ကောင်စီထိန်းချုပ် data မဟုတ်တဲ့တခြားသော data တွေကို ရောက်ရှိအောင်ပေးဖို့လို့ဆိုတဲ့ကိစ္စအဲ့ဒါကအရေးကြီးတယ်အဲ့ဒီအတွက်ကျွန်တော်တို့ mechanism တွေလိုမယ်ပေါ့နော်နှစ်ဖက်ထိရောက်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်မယ်ဆိုတာကိုအဓိကထားပြီးတော့ကျမတို့ဆွေးနွေးကြပါတယ်ဗျအဲ့တော့တစ်ဖက်မှာကြာတော့လဲကျမတို့ဘာထက်ဆွေးနွေးလဲဆိုတော့ဒီ humanitarian assistance တွေကိုထိထိရောက်ရောက်ပေးနိုင်မှုဆိုရင်ခုနလေကြောင်းတိုက်ခိုက်မှုလုပ်နေတဲ့ကိစ္စတွေပေါ့နော်လေကြောင်းတိုက်ခိုက်မှုလုပ်နေတဲ့ကိစ္စတွေဒီ escalation of violence လို့ပြောတဲ့ဒါဟိုပေါ့နော်အကြမ်းဖက်တိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့ဆိုလို့ရှိရင်ဒီစစ်ကောင်စီဘက်က လေချောင်းတိုက်ခိုက်မှုလုပ်နေတာတွေတိုက်ပွဲမဖြစ်တဲ့နေရာမှာရှိတဲ့အရက်သားတွေကိုပါပေါ့နော်ဟိုဒီအရက်ဖက်စစ်ဖက်ခွဲခြားခြင်းမရှိပဲတိုက်ခိုက်နေတာတွေကိုဟိုရက်တန့်ဖို့လို့ကိစ္စတွေလည်းအဲလိုအပ်မယ်ဆိုတဲ့ကိစ္စတွေလည်းကျမတို့ပြောပြပါတယ်အဲ့ဒါကတော့ကျမတို့ ဘာဖြစ်လို့လဲဆိုတော့ဒါကမလေးရှားကသူချဲအနေနဲ့ပေါ့နော်ဆက်စားရသူစီစဉ်ဖို့လို့ဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဟိုကျမတို့ဒီလုပ်ငန်းပိုင်းဆောင်ရွက်တဲ့အခါမှာ communication ရှုပ်ထွေးမှုမဖြစ်အောင်လို့တော့ကျမတို့ဟိုဝင်ရောက်ဆောင်ရွက်တာမရှိဘူးဒါဒါမလေးရှားအာအစိုးရနဲ့ထိုင်းအစိုးရနဲ့ပေါ့နော်ဟိုဆောင်ရွက်ကြတာပဲအထူးသဖြင့်တော့ထိုင်းဝန်ကြီးချုပ်နဲ့အဲအဲ sorry မလေးရှားဝင်ကြီးချုပ်ယုံနဲ့ဆောင်ရွက်ကြတာဖြစ်တယ်လို့တော့ကျွန်မနားလေအဲ့ဒီမှာဘယ်လိုဟိုဘယ်လိုမျိုးပေါ့နော် logistically ခက်ခဲဖြစ်သွားလဲတော့ကျွန်မတို့မသိပါဘူးအဲအဲ့ဒါတော့ဘာကြောင့်လဲဆိုတာတော့ကျွန်မတို့မသိဘူးပေါ့နော်အစပြောကျွန်မတို့ပြောနိုင်တာကတော့လူချင်းတွေးဖို့စာစီစဉ်ကြတယ်အဲနောက်ပြတဲ့ခါကျတော့ကျွန်မတို့ဘက်ကလည်းသဘောတူတယ်လုံခြုံရေးအမခံမယ်ဆိုလို့ရှိရင်လာတွေ့ကြမယ်ပေါ့နော်ဆိုတော့အဲ့ဒါပဲညှိနှိုင်းပေးပါဆိုပြီးတော့အဲဟိုဟိုဟိုမလေးရှားဘက်ကိုကျွန်မတို့ အကြောင်းပြန်ပြီးညှိနှိုင်းဆောင်ရွက်ကြတာဖြစ်ပါတယ်အဲ့တော့မလေးရှားကျွန်တော်တို့နားလေတာတော့မလေးရှားဘက်ကလည်းမဟုတ်ဆိုသူတို့ကမာကထာလုံးမှာဆိုတော့အော်ဒီ host country နဲ့ပေါ့နော်သူတို့ပြောပြောကြမယ်လို့ကျွန်မနားလေထားတာပေါ့ဆိုတော့ဒါပေမဲ့ဘလို့ခက်ခဲရှိသွားလဲတော့မသိဘူးချိန်ကလည်းတအားကတ်သွားတယ်ပေါ့နော်ပြင်ဆင်ရတဲ့အနေထားမျိုးอ่ะအဲ့လိုဆိုတော့ဒါကတော့မလေးရှားဘက်ကပဲသိပါလိမ့်မယ်ကျွန်မတို့တော့အဲ့ဒီကိစ္စကိုတည်ချပြောဖို့ခက်ပါတယ်အဲ relationship building သဘောရဆိုလို့ရှိရင်တော့ဒါဟို အဲမလေးရှားဝန်ကြီးချုပ်ကတော့နောက်နောက်ထပ်လဲပေါ့နော်ရှေ့ဆက်ပြီးတော့အဲရင်းနှီးနှီးတွေ့ဆုံဆွေးနွေးသွားလို့ရပေါ့ဖြစ်နိုင်လို့ရှိရင်တော့လူချင်းတွေ့တဲ့တွေ့ဆုံမှုတွေဆောင်ရွက်ခြင်းတယ်လို့တော့အပြောသွားတာရှိတယ်ပေါ့နော်နောက်နောက်တစ်ခုကကြတော့အခုလိုမျိုးအာဆီယံအနေနဲ့ humanitarian assistance တွေလုပ်နေတဲ့အပေါ်မှာသူတို့ကတော့နှစ်ဖက်လုံးနဲ့တော့ဆက်သွယ်ဆောင်ရွက်ရတာပေါ့နော်နှစ်ဖက်လုံးနဲ့မကပါဘူးတခြား stakeholder all stakeholder တို့ပြောတဲ့အတွက်ကြောင့်မို့လို့ ဒီ NUG ဒါမှက SAC ဒါမှကပေါ့နော်တခြားသော stakeholder တွေနဲ့လည်းပဲအာဆီယံအနေနဲ့ကတော့ထိတွေ့ဦးအောင်ဆောင်ရွက်ရတယ်ဒီအပေါ်မှာရောဘယ်လိုသဘောထားရှိတယ်လဲဆိုပြီးတော့ကျွန်တော်တို့ဘက်ကအမြင်နဲ့ပြောတာရှိတယ်အဲ့တော့ဒါကအာဆီယံဥက္ကဋ္ဌအနေနဲ့ mandate ဖြစ်တယ်ပေါ့လေ mandate ဖြစ်တော့ကျွန်တော်တို့မူရတော့ဒါကအဲဒီဒီ mandate အရာထိတွေ့ဆက်ဆံမယ်ဆိုလို့ရှိရင် အကုန်လုံးကိုထိတွေ့ဆက်ဆံဖို့ဆိုရဲမူရှိတဲ့အတွက်ကြောင့်မို့လို့ဒီအပေါ်မှာတော့ကျွန်တော်တို့ကဘာမှဟိုကန့်ကွက်စရာ မရှိဘူးပေါ့နော်ကန့်ကွက်ကြောင်းကျွန်တော်တို့မပြောဘူးအတို့တော့ထိရောက်တဲ့အပူပေါင်းဆောင်ရွက်မှုတွေရှိဘူးလို့တော့လူတယ်ကြက်ပြတ်တဲ့ပူပေါင်းဆောင်ရွက်မှုတွေအထီးတွေ့မှုတွေရှိဖို့လူတယ်ဆိုတဲ့အခြေခံကိုတော့အကျွန်တော်တို့ဟိုသဘောတူပါတယ်ပေါ့နော်ရှေ့ဆက်ပြီးတော့လဲ engagement လောက်သွားမယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ဘက်ကနေပြီးတော့လဲဆွေးနွေးကြတာရှိပါတယ်အဒီလိုပုံမှန်လင်းလင်းပေါ့နော်ကျွန်တော်တို့တွေးဆမှုတွေကတကယ်တော့ဟိုကျွန်တော်တို့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့သလိုမျိုးပဲလीเนาะတွေးဆမှုတွေကအများကြီး ရှိခဲ့ပါတယ်တန်ခင်းတမန်ခင်းမှာဒါကြောင့်ဟိုဟိုစစ်ကောင်စီနဲ့တော့ public တွေ့ကျမတို့နဲ့တော့ထိုးထိုးတိတ်တိတ်တွေ့ဆိုတော့ဟာမျိုးကိုတော့ကျမတို့ရှေ့လျှောက်ဟိုရှေ့လျှောက်ပေါ့နော်မလိုအပ်ဖက်နဲ့တော့မကျင်သုံးတော့ဘူးလို့ကျမတို့မြင်တယ်အဲဒါကြောင့်မို့လို့ဒီပြည်သူလူထုရဲ့အတန်ကိုလည်းကျမတို့နားထောင်ရတယ်ကျမတို့ပြည်သူလူထုကိုလည်းကျမတို့ဘာလုပ်နေလဲဆိုတော့ကျမတို့ပုံပွင့်လင်းလင်းပြောပြခြင်းနဲ့ပေါ့နော်ပြောပြဖို့လည်းတာဝန်မတရားရှိတာကိုဆိုတော့ အဲ့ဒီအပေါ်မှာကျမတို့ကပြောကြားခဲ့တာဖြစ်တယ်နောက်တစ်ဖက်မှာလည်းပဲအဲ့ဒီလိုပြောပြီးတော့သတင်းစာရှင်းလင်းပွဲမှာလည်းပြောတယ်ကျမတို့တွေ့ဆုံဆွေးနွေးမှုတွေမှာလည်းတောက်လျှောက်တာပြောဆိုနေတာဖြစ်တယ်ပေါ့နော်ပြောဆိုနေတာဖြစ်တယ်ကျမတို့မဟာမိတ်များနဲ့တွေ့တဲ့ခါမှာလည်းပဲပူးတွဲပြီးတော့လည်းပြောတယ်ကျမတို့ NUG ကြီးပဲတွေ့တဲ့ခါမှာလည်းပြောတယ်ပေါ့နော်ဆိုတော့ဒါကတော့အဲဒါမလေးရှားအနေနဲ့တော့ပေါ့လေအာဆီယံထဲမှာတော့ဒါကအဲတော်တော်လေး breakthrough ဖြစ်သွားတဲ့တွေ့ဆုံမှု ဟုတ်လို့တော့ပြောလို့ရတယ်ပေါ့နော်ဒီဒီ transparently သတင်းထုတ်ပြန်တယ်ဆိုတဲ့ကိစ္စပေါ့တရားဝင်သတင်းထုတ်ပြန်တဲ့ကိစ္စဖြစ်သွားတာတော့တိုးတက်မှုတစ်ခုလို့တော့မြင်ကြည့်လို့ရပါတယ်အဲ သူတိမာပါတိမာပါဘာလို့လဲဆိုတော့ဟိုမလေးရှားကကျွန်မသတိထားမိတာပေါ့နော်မလေးရှားရဲ့ rescue team ကသူကနေပြည်တော်တောင်သွားခဲ့တာမဟုတ်ဘဲနဲ့စကိုင်းအောင်သွားခဲ့တာလေနော်စကိုင်းမှာအခြေစိုက်ပြီးတော့အကူအညီကယ်ဆယ်ရေးတွေလုပ်ခဲ့တာဆိုတော့ဒါကတော့တန်ခင်းတမန်ခင်းဆက်ဆက်ရေးမှာသူအာဒီဟာကိုကျွန်မတို့ဒီနေ့တွေ့တဲ့ဟာမှာတော့ဒီလောက်အထိတော့ပေါ့နော်သူအမြင်ကိုပြောသွားတာမျိုးတော့ကျွန်မတို့မရှိပါဘူးဒါပေမဲ့ မလေးရှားတွေမဟုတ်ပါဘူးနိုင်ငံတကာကဆောင်ရွက်နေကြတဲ့အဖွဲ့အစည်းတွေကတော်တော်များများကသိကြပါတယ်အဲနော်သတင်းမီဒီယာတွေမှာလည်းမြင်ရတယ်လက်တွေ့ခန်းစားနေရတဲ့သူတွေလည်းသိရတဲ့အခါကျတော့အော်ကျွန်မထင်တယ်ဒါသူတို့အဝဲဖြစ်မှာပါဒါကြောင့်မို့လို့လဲကူညီကြတာလို့ကျွန်မနားလဲတယ်ပေါ့နော်ထိရောက်တဲ့ကူညီဆောင်ရွက်မှုတွေစစ်ကောင်စီကမပေးနိုင်ဘူး အဲ့ဒီတော့အကိုကိုယ်တိုင်မပေးနိုင်တော့ဒီအကြီးရောက်တဲ့အကူအညီတွေကိုနိုင်ငံတကာကလာပေးရင်သူတို့ဘယ်လိုမျိုးဓာမျိုးကို facilitation လုပ်ပေးမလဲဆိုတဲ့ဟာလည်းပဲနောက်ထပ်အဲသူတို့အပေါ်မှာစမ်းသပ်မဲ့အဲစာမှုပွဲတစ်ခုပေါ့နော်စမ်းသပ်ချက်တစ်ခုပဲဖြစ်နိုင်မယ်လို့တော့ကျွန်မမြင်တယ်အခုမလေးရှားရဲ့ချင်းကမှုကလည်းဒီအတိုင်းပဲအဲဖြစ်နိုင်မယ်လို့တော့ကျွန်မမြင်ပါတယ်ဒီအပေါ်မှာစကားစကားဘယ်လိုမျိုးပူပေါင်းဆောင်ရွက်မလဲဘယ်လောက်ပူပေါင်းဆောင်ရွက်မလဲအဲဆိုတဲ့ဟာက အာဒီမလေးရှားအတွက်ကောအာဆီယံအတွက်ကောပေါ့နော်ဒါသူတို့စူးစမ်းအထောက်မှုတွေအတွက်အဲဒီဘယ်လိုပြောမလဲတိုင်းတာရမယ်အဲပေးရန်တစ်ခုဖြစ်လိမ့်မယ်ပေါ့နော်အဲဒီလိုပါကျမတို့စီကနေဓာတ်ရိုက်ဆိုတာတဲ့တို့ဒါအာဟာကနေပြီးတော့သွားတာပေါ့နော် အာဟာစင်တာကနေပြီးတော့သွားတာဖြစ်တယ်ဆိုတော့အာဟာနဲ့ အဲဒီပူပေါင်းဆောင်ရွက်မှုတချို့ပေါ့နော်မြေပြင်မှာကျမတို့ pilot ပေါ့လေအဲကျမတို့စုံမိုးထိန်းချုပ်ဒေသတွေမှာပေးခဲ့တဲ့အဲတခုတော့ရှိခဲ့ဘူးတယ်ပေါ့လေ pilot အနေနဲ့ဘလောက်အဆင်ပြေမလဲဆိုပြီးသူတို့ test လုပ်ကြည့်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့အဲ့ဒီဟာအတွက်လည်းသူကျေးဇူးတင်ကြောင်းတော့ကျမတို့ပြောသွားတာတော့ရှိပါတယ်ဆိုတော့အဲတချို့ဒီအဲဒီပေါ့နော်အာဒီလူသားချင်းစာနာထောက်မှုဆိုင်ရာအကူအညီတွေကနိုင်ငံတော်တော်များများကအခုပေးကြတာကဟိုတိုက်ရိုက်ဆိုတာအထက်ပေါ့နော် အဲကျမတို့လက်ထဲကိုဘန်နာရမုံငွေတွေထည့်လိုက်တာမျိုးမဟုတ်ပါဘူးသူလိုအပ်တဲ့ field ထဲမှာရှိနေတဲ့ဟာမျိုးကိုသူတို့ကိုယ်တိုင်သွားပြီးတော့ပေးတဲ့ပုံစံမျိုးပါအဲ့ဒီအပေါ်မှာကျမတို့တွေကဒီ verify လုပ်မယ်အဲနောက်ပြီးတော့ခါကျတော့လိုအပ်တဲ့နေရာတွေ recommendation ပေးစရာရှိတာတွေပေးမယ်အဲနောက်ပြီးတော့ပူးပေါင်းဆောင်ရမယ်ပေါ့နော်ဆိုတော့အဲ့တော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီဆိုတာလဲကျမတို့ရဲ့မူကအာဟလာဟိုဟို ခြေခံ principle လေးရတယ်မကပဲနဲ့ people first ပေါ့နော်တကယ်လိုအပ်နေတဲ့ပြည်သူလူထုစီကိုရောက်မယ်ဆိုရင်ကျမတို့ကပူးပေါင်းဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်အဲဒါကတော့ကျမအခုဟိုဝန်ကြီးဌာနတစ်ခုတည်းကျမအနေနဲ့ပေါ့နော်တယောက်တည်းတော့ပြောလို့မရသေးဘူးတခြားသောဆက်ဆက်ဝန်ကြီးဌာနဒီနေရောမြေပြင်အခြေအနေတွေနေရောနောက်ခုနနိုင်ငံတကာပေါ့နော်ကျမတို့မူကတော့ ဒီတတန်းတိုးဖို့လို့ဆိုလို့ရှိရင်ကျမတို့ကတော့တိုးဖို့အစဉ်သင်းရှိတယ်ပြည်သူလူထုစီကိုပေါ့နော်အခုနထိရောက်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေထိထိရောက်ရောက်ရောက်မယ်ဆိုရင်အဲကျမတို့ဟိုဟိုတတန်းတိုးဖို့ရှိမယ်နောက်တစ်ခုကကြတော့ now condition တကူကဒီဒီတတန်းတိုးတာကတစ်ဖက်သက်ဖြစ်လို့မရအောင်ဒါခုနပြောတဲ့ monitoring mechanism ထိထိရောက်ရောက်ရှိမယ်ဆိုလို့ရှိရင်တော့ကျမတို့ထပ်တိုးသွားဖို့လို့ရှိမယ်မရှိဘူးဆိုရင်တော့ကျမတို့ဒါကပြန်ပြီးတော့ပြန်သုံးသပ်ရဖို့လို့ရှိမှာပေါ့နော်